အဲမင်္ဂလာပါနော်အမျိုးတွေအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဒီနေ့သေဘီလ6ရက်နေ့ပါဗျာပုံမှန်ဆိုရင်တော့အောင်စိုးဆက်ကတာဒီနေ့နောက်ဆုံးနေ့ပါဗျာအကြီးတန်းနေစာဖြည့်တဲ့နောက်ဆုံးနေ့ပါဒါပေမဲ့ဖတ်ချာသားလေးရက်မြောက်မှာငလျင်လောက်ပြီးတော့တနင်္ဂနွေအတိုင်းတာနဲ့ဆောင်းဝဲကြီးရဆိုင်သွားတာဖြစ်တဲ့အတွက်ကြောင့်ဒီစာဖြည့်စံကအောင်စိုးခေါင်းစဉ်အရတော့ဒီနေ့ကုန်ဆုံးသွားပါပြီနော်မနက်ဖြန်နေစပြီးတော့ ဲငလင်ပေးတဲ့တန်ကတော့များအောင်ဆုံးခေါင်းစဉ်နဲ့ဆက်ဆက်ပြီးတော့ကတ်မှာပေါ့နော်အဲပြောချင်တာကတော့ဟိုငလင်လှုပ်လိုက်ဘိုးရလိုက်ငလင်လှုပ်လိုက်ပြီးလောင်လိုက်အဲငလင်လှုပ်လိုက်ဒီပြင်းတဲ့ဒီပြင်းတိုက်လိုက်နဲ့ဖြစ်နေတာပေါ့နော်ကဘာဝဘေးကြီးကတမျိုးပြီးတမျိုးမယိုးနိုင်အောင်ဟိုတိုက်စစ်ဆင်နေတယ်လို့ပဲပြောရပါတော့เนาะဟိုကြည့်မယ်ဆိုလို့ရှိရင်တော့ ဟိုကမ္ဘာလူသားတွေအပြောင်ရှင်းတဲ့ပုံစံမျိုးကြီးဖြစ်နေတာပေါ့အဲ့တော့ဥစဉ်ပြောချင်တာကဟိုလောလောဆယ်အတိဒုက္ခရောက်နေကြတဲ့ပြည်သူတွေအဲစီးပွားရေးကြီးပွားရေးလုပ်ငန်းကံကံများမလို့ရပဲနဲ့အာနေတဲ့အချိန်လေးမှာဟိုဖရအလို့တရားလို့ကိုတိုးချဲ့ပြီးလုပ်ကြဖို့ပေါ့နော်အတိုးချပြီးလုပ်ကြဖို့မှတ်ကြားချင်တာပါဗျာဘာဖြစ်လို့လဲဆိုလို့ရှိရင်၎င်းနှမြက်တွေကတော့ဖရတရားလုပ်တဲ့သူတွေပဲရွေးကယ်နိုင်ပါလေ အလူတွေကိုလူတိုင်းကိုမကယ်နိုင်ဘူးလေအဲ့လိုပဲနှကောင်းနှမြတ်တွေကဖရာတရားလုပ်တဲ့လူကိုပဲရွေးဆော့ရှော့နိုင်ပါလေနှကောင်းနှမြတ်တရားတော့ဖရာတရားလုပ်တဲ့လူကိုပဲဆော့ရှော့နိုင်မှာအဲအကုန်လုံးကိုမဆော့ရှော့နိုင်ဘူးအဲ့လိုပဲသူတော်ကောင်းတွေကိုပဲကယ်တင်နိုင်မှာအကုန်လုံးကိုမကယ်တင်နိုင်ဘူးအဲ့တော့အတိတ်ဒုက္ခရောက်နေတဲ့ပြည်သူတွေလည်းအကုန်လုံးအားနေအားဖရာတရားလုပ်ကြဖို့အထူးတက်တွန်းပါတယ်ဗျာ အရာတက်တလောက်မတ်တလောက်လေးရွတ်ကြဖတ်ကြပါဗျ။နမောတတရွတ်မယ်ဗုဒ္ဓသနံကိစ္စမေရွတ်မယ်သမုဒ္ဒေရွတ်မယ်ဟိတုပစ္စယောရွတ်မယ်မိမိရတဲ့ဖရာစာလေးတွေတရားစာလေးတွေရွတ်ရွတ်ဖတ်ပြီးရောနေကြဖို့အထူးတက်တွန်းတာပါဗျာ။မေတ္တာပို့စာစားလေးတွေရွတ်မယ်စိတ်ထဲမှာမေတ္တာပွားမယ်ဒီလိုလည်းရပါတယ်ဗျ။ဘာကြောင့်လဲဆိုတော့ဘေးဥပတ်တွေကတစ်မျိုးပြီးတစ်မျိုးဆိုက်ရောက်နေလို့ပါပဲနော်။အဲ့လိုဘေးဥပတ်တွေကိုယ်စီလည်းမရောက်အောင် ဟိုပို့လဲလူမဲ့လူတွေးမဲ့လူအဲပေးမဲ့လူအဲထောက်ပတ်မဲ့လူကုညီမဲ့လူကဲ့တင်မဲ့လူဘာသာမဲ့လူဆောက်ရှောက်မဲ့လူလဲဟိုပုံမြအောင်ပေါ့ဗျာအဲဖရာတရားလောက်ကြပါလို့ဟိုအထူးတက်တွန်းလို့တာပါအခုချိန်မှာကလုပ်ငန်းကံကံနေလည်းမရှိဘူးဆိုတော့ဖရာတရားလုပ်ဖို့အကောင်းဆုံးအခြေဖြစ်နေပါရဲ့နော်အဖရာတရားလောက်ကြဖို့အဲပြောချင်ပါတယ်အဲ့ဒီပြောသတိပေးချင်လို့ဒါလေးရရတာပါနော်ဒီနေ့အအောင်ဆုံးရဲ့နောက်ဆုံးနေ့ပါဗျာ စာဖြည့်တန်းကအအောင်ဆုံးရနောက်ဆုံးနေ့ဖြစ်ပါတယ်အဲနောက်နေ့ရနေစပြီးတော့အဲငလင်ပြည့်စစ်အအောင်ဆုံးဖြစ်ကြောင်းလဲသွားပါပြီအမြဲပြည်သူတွေအားလုံးဖရာတရားမြဲကြပါစေဖရာတရားမြဲကြတဲ့သူတော်ကောင်းတိုင်းအဲဘေးရန်အန္တရာယ်ကင်းရှင်းကြပါစေအားလုံးသောသူတော်ကောင်းတွေလည်းအဲဘေးရန်အန္တရာယ်ကင်းရှင်းအောင်ဖရာတရားလောက်ကြဖို့တိုက်တွန်းနေနေဟောချုပ်ပါလေဗျာ